မွန်နဲ့တနင်္လာရီဒေသတွေမှာစည်ရဲလှုပ်ရှားနေတဲ့ဒေါနာတဲ့ရင်ကရဲဘော်တူဟာတော်လိုင်းအင်အားစုတွေစီစဉ်တဲ့ထောက်ပို့ထီဒုတိယစုစက်သိန်း200ကန်ထူးခဲ့တယ်လို့ဒေါနာတဲ့ရင်စီကသိရပါဗျ။မလာနှစ်ရက်နေကဖွင့်တဲ့၁၄ချိန်မြောက်ထောက်ပို့ထီကန်ထူခဲ့တာဖြစ်ပြီးဒေါနာတက်ရင်တက်ခွဲသုံးရေးပြောက်ကြတက်ခွဲကရဲဘော်ဆိုင်ထိုးထားတဲ့ထီလက်မကကန်ထူခဲ့တာပါဒုတိယစုကန်ထူထားတဲ့စုကြီးတွေကနေ တက်ခွဲနဲ့တက်ခွဲရဲဘော်တွေအတွက်ပြန်လည်ထောင်ပတ်ဖို့အစီအစဉ်ရှိတယ်လို့ဒေါနာတက်ရင်တက်ခွဲတုံးပြန်ကြားရေးတာဝန်ခံစီကသိရပါဗျ။14ချိန်မြောက်ထောက်ပို့ထီပထမစုကြက်သိန်း1000ကိုမုံရွာခရိုင် အမှတ်နှစ်တက်ရင်နဲ့တတိယစုကြက်သိန်း100ကိုစကိုင်းတိုင်းတပြည်ညိုပျောက်ကြားတပ်ဖွဲ့ကအကန့်ထူခဲ့တာပါထောက်ပို့ထီကိုတနင်္လာရီတိုင်းကဒဝဲနဲ့မြစ်အခြေဆိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလည်းပထမစု1ချိန်နဲ့ဒုတိယစု1ချိန်ကန့်ထူခဲ့ပူပါတယ် ထီရောင်အတက်လာလို့အခုနှစ်ဇန်နဝါရီလကစပြီးထီလက်မှတ်အဆောင်ရေတိုးလိုက်တယ်လို့စူကြီးတွေလည်းပြောင်းလဲတိုးမြင့်သတ်မှတ်ထားတယ်လို့ထောက်ပို့ထီအဖွဲ့အစည်းကတည်ရပါတယ်ရှင်။